့ရင်ရေရုအကြောင်းကိုပြောကြစို့နော်ကဘာမြေကြီးပေါ်မှာသမုတ်တရားကြီးတွေပင်လေကြီးတွေအများကြီးရှိတဲ့ကလေးတို့ရေသမုတ်တရားကြီးတွေဆိုလို့ရှိရင်အကြီးကြီးပဲအဲ့သမုတ်တရားကြီးတွေကပင်လေကြီးတွေကြီးတယ်ဘာဖြစ်လို့လဲဆိုတော့သမုတ်တရားတွေမှာရှိတဲ့ရေထုတွေကလွတ်လွတ်လပ်လပ်နဲ့စီးဆင်းကြတဲ့ကလေးတို့ရေပင်လေကတော့ တမုတ်တရားတွေထဲတေးတာပေါ့သူကလွလွလပ်နဲ့မစည်းစင်းကြဘူးသူတို့မှာတစ်ဖက်ပိတ်မြေကြီးတူကြီးတခုအ ਨੇ ဆုံးရှိတတ်ကြရဲဒါကြောင့်မလို့သူတို့တွေကလွလွလပ်နဲ့စည်းစင်းလို့မရဘူးပေါ့ကလေးတို့ရောပင်လယ်ဘက်ကိုရောက်ဘူးလားပင်လယ်ကမ်းခြေမှာလေပင်လယ်ကမ်းခြေမှာရေကူးလို့ရှိရင်ဗဇက်တွေပိတ်ထားရတယ်ဗဇက်တွေငံမှာဆိုလို့နော်ရေတောက်မိမှာဆိုလို့ဗဇက်တွေပိတ်ထားရှာရတယ်နော် အဲရကပစရရောက်လို့ရှိရာငန်လိုက်တာဟုတ်တယ်ကလေးရီပီလေရီကငန်တယ်နော်အားကြောင့်မလို့ရေငန်းလို့ခေါ်ကြတယ်ကလေးရီတချို့ရေတွေကြတော့တောင်မြင့်ကြီးတွေပေါ်မှာအရှိန်နဲ့စီးစင်းလာတယ်အဲ့ဒါကိုရေတကုံးလို့ခေါ်တယ်နော်ကလေးရီချို့ရေတွေကကြတော့တောင်ကြားတွေကနေအရှိန်ကြီးစီးစင်းလာတယ်အဲ့ဒါကိုမြင့်လို့ခေါ်တယ် တချို့ရေတွေကကြတော့ဘေးပပက်လေမှာကုန်းမြေဓူတွေကနော်ဝိုင်းရန်ထရေအလယ်မှာရေပဲရှိရနော်အရာတွေကိုဘာလို့ခေါ်လဲဆိုတော့ကန်လို့ခေါ်ရခလေးတို့ရေခလေးတို့ရေမြေတူကန်လို့ဆိုတာကပြင်းလေရေလို့မငံဘူးနော်အဲ့ဒါကြောင့်မလို့ရေချိုးလို့ခေါ်ကြတယ်နော်ခလေးတို့ရေခလေးတို့ရေအင်းလေးကန်တို့ရောက်ဘူးလားအင်းရကန်ရောတိလား အဲ့ဆိုလို့ရှိရင်အင်းလေးကဘမရှိတယ်ဟုတ်တယ်ရှမ်းပြည်နယ်မှာရှိတယ်အင်းရကန်ကတော့ဆရာမတို့ရန်ကုန်မြို့ကြီးမှာရှိတာပေါ့နော်음ရန်ကုန်မြို့ကြီးတို့မှာရှိတာပေါ့ကဲကလေးတို့ရေကလေးတို့လေ့လာခဲ့ရတာကတော့ရေထုကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့အမျိုးမျိုးစီစဉ်ကြတယ်နော်သမုတ်တရားတွေရှိတယ်ပင်လေးတွေရှိတယ်ရေတကုန်တွေရှိတယ်ကံတွေရှိတယ်မြစ်တွေရှိတယ်ကဲအဲ့ဒီအကြောင်းတွေကိုသိချာ စိတ်ဝင်စားဖွယ်လေ့လာပြီးပြီဆိုတော့နောက်ထပ်သင်ခန်းစာတစ်ခုကိုဒီ channel နဲ့အတူတူဆက်လက်လေ့လာရအောင်နော်